်မင်္ဂလာပါရှင်ကွန်ပျူတာကွင်ကွန်ပျူတာတွင်းစင်တာမှာကြိုဆိုပါတယ်တရှယ်တို့ဒီနေ့သင်ခန်းစာလေးကတော့ how to create barcode in az az ထဲမှာ product id တွေရဲ့ barcode လေးတွေကိုဘယ်လိုထည့်သွင်းရမလဲဆိုတာကိုရှင်းပြပေးသားမှာပဲဖြစ်ပါတယ်ရှင်တရှယ်ကတော့ကွန်ပျူတာကွင်ရဲ့ founder and trainer တော်နန်ကျော်ခိုင်မဖြစ်ပါတယ်ရှင် ဒါဆိုရင်တကယ်တော့ how to create barcode in excel အဲဒါ barcode လေးလေးဘယ်လိုဖန်တီးမလဲဒါလေးကိုတကယ်တော့ဆက်ကြည့်လိုက်ရအောင်ပါအဲ့တော့တကယ်တော့ကဒီ product id ရှိမယ်အဲ့ဒီ ID လေးတွေက barcode လေးတွေကိုမတူညီတဲ့နံပါတ်တွေက barcode လေးတွေကိုကျွန်တော်တို့ကဖန်တီးခြင်းနဲ့ဒါဆိုရင် barcode ဖန်တီးတဲ့နည်းလမ်းလေးကိုကျွန်တော်တို့ formula လေးကအာ bar formula မှာတော့သုံးစရာမလိုဘူးเนาะကျွန်တော်တို့ white text လေးပဲသုံးပေးရုံပါပဲ equal equal ဆိုပြရတဲ့ချက်တော့က white ထက်လျက်ချက်တော့က star ကိုသုံးမယ်။ star ကိုသုံးမှာဖြစ်တဲ့ star ဒီ text test စာသားတွေဖြစ်တဲ့အဲ့တော့ formula ထဲမှာရေးတဲ့စာသားတွေမှန်သမျှတစ်ချက်တော့က double quote ထဲမှာချက်ပေးရမယ်။ အဲ့တော့ double go star double go ပြီးရင်တော့ရှယ်လုံးကဒီမှာဘယ်လောက်လဲ b2 เนาะအဲ့တော့ b2 ကိုတန်းနိုင်မယ်ဆိုရှယ်လုံးကမထွက်ပါဘူးအဲ့တော့ဘာခံပေးရမလဲဆိုတော့ formula တွေတစ်ခုနဲ့တစ်ခု set တာပဲဖြစ်ဖြစ် cell နဲ့ test တစ်ခုနဲ့ set တာပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုး set တော့မယ်ဆိုရင် second set ampersand ကိုတုံးပေးပါမယ် ampersand လေးရပြီဆိုလို့ရှိရင်တော့ရှယ်လုံးသွားချင်တာဒီဘယ်လောက်လဲ b2 เนาะ b2 ဖြစ် ampersand လေးကိုပြန်နှိပ်ပါ အဲ့ဒါနဲ့ထပ်ပြီးရချင်တော့ဘာနဲ့ဆက်မှလဲဆိုတော့ star လေးနဲ့ဆက်မယ်ဒါလေးပဲเนาะအဲ့တော့ formula လေးတခြားကြည့်ပြလို့ရပါတယ် equal အာ double quote star double quote ampersand b2 အာ b2 ဆိုတာကျွန်တော်ရဲ့ product id တရှိတဲ့ဆဲအကွက်ကိုပြောတာပဲဖြစ်ပါတယ်ပြီးရင်တော့ ampersand ခံမှာ star ပြီးရင် double quote star double quote ဒါလေးရေးပေးလိုက်ပါပြီးရင် enter ပေါက်ချလိုက်ပါ ဒါဆိုရင်တော့ကျေရောဒီမှာဘာကုတ်လေးကိုဆွဲချလိုက်မယ်ဆိုရင်သူရဲ့တခုချင်းစီရဲ့ဘာကုတ်လေးတွေကိုကျေရောကတီးလို့ပုံစံလေးဖြစ်ဖို့အတွက်ဖောင်ပြောင်းပေးရပါမယ်။အဲ့တော့ဖောင်ပြောင်းမယ်ဆိုလို့ရှိရင်တော့ကျေရောဖောင်နေရာမှာ live ဘာကုတ်128ဆိုတဲ့ဟာလေးကိုကျေရောကရင်းပေးလိုက်ပါ။အဲ့တော့စက်တိုင်းမှာတော့ဒီဘာကုတ်လေးကပါမယ်လို့တော့မထင်ဘူးနော်။မပါဘူးဆိုလို့ရှိရင်ကျေရောကအဲ browser လေးကိုဝင်လိုက်ပါ။ browser လေးကိုဝင်ပြီးရင်ကျေရောဒီ ဟာဖောင်ဒေါင်းလောက်ဆွဲရသေးပါတစ်ချက်ပြောမယ်နော်အဲ့တော့ကျွန်တော်ဒီမှာ live barcode 128ဆိုတဲ့ဟာလေးကိုရိုက်ချက်လိုက်ပါရိုက်ချက်ပြီးသွားပြီဆိုလို့ရှိရင် သူ့ရဲ့ website ဖြစ်တဲ့ဒီမှာ Google Form ဒီမှာအဲသူ့ရဲ့ website လေးနော်အဲ့ရလေးကိုကျွန်တော်ဒီ barcode လေးကိုတစ်ချက်လေးနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာဘာလုံးမလဲဆိုတော့ ဒီနားလေးမှာ remove family ဖြစ်နေတယ်။တကယ်တော့ထိုက်ပြီးသွားပြီဖြစ်တဲ့အတွက်ဒါလေးပေါ်တာမထည့်ရသေးဘူးဆိုတော့ဒီမှာ get ဆိုတဲ့ဟာလေးပေါ်တယ်။အဲ့ဒါလေးကိုတစ်ချက်နှိမ့်လိုက်ပြီးတော့ download ဆိုရတဲ့အခါမှာကျွန်တော်ကဒီမှာ download တယ်မှာကျွန်တော်ဘာကုတ်လေးရောက်နေတာကိုတွေ့ရပါလိမ့်မယ်။ဒါလေးကိုကျွန်တော်က install လုပ်လိုက်ရပါပြီနော်။အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ကျွန်တော်ဘာကုတ်ဘလို့ဒီဇိုင်းရမလဲ။အိမ်ဆဲမှာဘာကုတ်ဘလို့ဒီဇိုင်းရမလဲဆိုတဲ့နည်းလမ်းလေးကိုဝင်ပြပေးတာဖြစ်ပါလိမ့်ရှင်။ တော့ဒီလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်တဲ့အသုံးဝင်မဲ့ data တွေကို Excel နဲ့ပတ်သက်ပြီးတော့ဗောနော် Excel နဲ့ပတ်သက်ပြီးတော့အဲဒီ Excel တိုတိုထွားထားလေ့လာစရာ များကိုကျွန်တော်နောက်ရက်သင်ခန်းစာမှာဆက်ပြီးတော့လေ့လာကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်